လက္ခဏာနဲ့ပတ်သက်ပြီးလေးလံမိတဲ့အချက်တွေပြောချင်တယ်ဗျဒီတစ်ခေါက်ပြောချင်တာကတော့ဇေယထီယိုဇေယထီယိုဆိုတာပါလဲကြည့်ရအောင်ဗျမိတ်ဆွေရဲ့လက်ညှိုးအောက်တတပရီချိုကိုပါဒီလိုမျိုးထိုးတက်နေတဲ့လမ်းကြောင်းလေးတစ်ခုပါလားအဲ့ဒီလိုမျိုးထိုးတက်နေတဲ့လမ်းကြောင်းပိုင်းဇေယထီယိုလို့ပေါ်ပြောပါလေတချို့ကပိုင်းလဲအဲ့ဒီလိုမျိုးသတ်မှတ်ပါလေဇေယထီယိုပါသူတိုင်းဟာသူတော်ကောင်းတွေများတယ်ဗျာ ်လောက်ပဲစိုးခဲ့မိုက်ခဲ့ပါသည်အတိနဲ့တတိနောင်ရတရားနဲ့ပြန်လဲပြုတ်ပြင်တဲ့နေရာမှာအမြဲတမ်းစင်ကြယ်တဲ့သူတို့ပါအမောက်ကိုအမှန်ပြန်ပြနိုင်စွမ်းရှိတယ်တနည်းပြောရရင်တော့စိတ်တူရှိတဲ့သူပြသူတို့ကတည်တည်ရဲ့နဲ့မပြောတတ်ဘူးမပြောချင်လို့မပြောတာလည်းပါမယ်နောက်ပြီးတော့အလောက်ကန်နဲ့ပတ်သက်ရင်ဒီလူတွေကတေချာကိုဥဆောင်ပြီးတော့လုပ်တတ်တယ်ဒါမဲ့မကောင်းတဲ့ချက်က ဘလောက်ပဲကိုကအပြင်မခံအောင်ဆောင်ပြီးတော့နာမည်ကောင်းမရတတ်ဘူးဒါပေမဲ့ကိုကခေါင်းဆောင်ကောင်းဖြစ်တယ်လောက်ငယ်တာလေကိုကရန်အားကိုတယ်ဗျဒီလိုပါတဲ့လူတွေအများစုထူးကြတာအသက်40ကျော်မှခေါင်းဆောင်နေတယ်လောကတန်ကိုတော်လေးကိုကြုံတွေ့ပြီးမှအောင်မြင်တဲ့သူတွေပါဩဇာတာကောင်းတယ်လို့ပြောပါမယ်ဆရာတယောက်ခေါင်းဆောင်တယောက်ဦးဆောင်နိုင်သူတယောက်ဖြစ်ပါလေဇေယထီယိုဟာပါခဲတဲ့လက္ခဏာတရက်လို့ပြောလို့ရပါတယ် အောက်ခြေကနေစတက်လာတဲ့လုပ်ငန်းရှင်တတိတော်များလက်ကိုကြည့်ပြသူတို့ရဲ့ဘဝဟာအသက်40နှစ်ဝန်းကျင်မှာစပြီးတော့အလောက်ကန်နေအောင်မြင်အဆင်ပြေလာတာများပါလိမ့်ဒီလိုလူတွေရဲ့လက္ခဏာမှာဇေယထီယိုကလူတရာမှာ60ပါဟိုပါနေမှာပဲဖြစ်ပါတယ်မယုံရင်သင်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တတိတော်ရဲ့လက်ကိုတွားကြည့်လိုက်ပါ နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းလည်းပြနောက်တစ်ခုကတနင်္လာကျုံဘောကငါးရုပ် တနင်္လာကျုံကုန်ပေါ်မှာငားယုတ်ကလည်းအင်မတန်မှပါခဲတဲ့လက္ခဏာအမှတ်သားပြတနင်္လာကျုံကုန်မှာငားယုတ်ပါရင်ပြောရမယ်ဆိုတော့ပြပအချိုးပိကံအရန်ကောင်းတယ်ပြပမှာပဲကြီးပွားချမ်းသာတတယ်တကယ်လို့ကိုကပြပမထုတ်ဘူးဆိုရင်လည်းကုသရေးဝန်လုပ်ငန်းရေလုပ်ငန်းငွေကြေးနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေငားလုပ်ငန်းတွေပြည်တွင်းပြပါတဲ့ဆက်နွယ်တဲ့ကုန်သွယ်လုပ်ငန်းတွေမှာအရန်ချိုးပိတယ်ပြတခြားကုန်သွယ်လုပ်ငန်းတွေလည်းချိုးပိပါတယ် ရှင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုထိုးချိုးပေးတယ်ဗျာအဲဒီလုပ်ငန်းတွေကြီးပွားအောင်မြင်တတ်တဲ့သူတွေများပါတယ်ဒီလိုမျိုးခီးသွားလမ်းပိုင်တော်မှာနိုင်ငံခြားအီကန်မုတ်ဆိုင်ရောက်မယ်ဆိုရင်ဒီလိုမျိုးတနင်္လာကျခုမှာငါရုပ်တင်ခင်တားကြီးတည်တတ်ပါတယ်သူဆိုရင်တော့ပြောခွင့်ရမရှိတော့ပါနိုင်ငံခြားမှာပဲဘဝကပြောင်းလဲသွားတဲ့အထိကျွယ်ဝချမ်းသာပါလိမ့်မယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကိုပြောချင်ပါတယ်အောင်လန်တင်ခင်တား မိမိတို့လောဘပြင်မှာအောင်လံသင်္ကေတပါလာကြည်ပါအောင်လံသင်္ကေတပါတဲ့သူတွေဟာကံကောင်းတယ်လို့ပြောလို့ရပါလိမ့်ကြံဖန်မျိုးကံကောင်းတဲ့သူတွေပြဝန်내လို့ရတဲ့နေရာကောင်းရမယ်စီးပွားရေးလို့လည်းအောင်မြင်မယ်ထိတ်ဆုံးရောက်မယ်ဒီလိုလူတွေကအတိုက်ခိုက်အခက်ခဲတွေကိုအများကြီးကြောဖြတ်နိုင်ပြီးအောင်လန်ထူနယ်လူတွေလို့ပြောရင်မမဟုတ်ဗျာအောင်လန်တင်ကေတကမိတ်ဆွေရဲ့ ဒီလက်တကျွယ်အောက်တင်းကွနေကျုပ်ပေါ်မှာပါရင်တော့အကောင်းဆုံးပေါ့ဗျာတီးတန့်လေးဖြစ်နေတဲ့အွန်လိုင်းသင်္ကေတကအရန်ကိုပို့ပြီးအကျိုးပေးပါလေတချို့အွန်လိုင်းသင်္ကေတကတော့ဟိုလမ်းကြောင်းနဲ့ဆက်ဒီလမ်းကြောင်းနဲ့ဆက်ပြီးဖြစ်နေတဲ့အွန်လိုင်းသင်္ကေတမျိုးဖြစ်ပါလေဒါကတော့အကျိုးပေးကတီးတန့်ဖြစ်နေတဲ့လက်လောက်တော့အကျိုးမပေးဘူးလို့ပြောချင်ပါလေနောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာဘရုံမာကြာဖူးတယ်ဗျာဘရုံမာကြာဖူးဆိုတာတောင်းတန်းကြာဖူးနဲ့မတူဘူးဗျ ဘရုံးမှာကြာဘူးပါသူတွေဟာလူတန်းတဲ့ရောက်တော့မှခင်းရင်းလေးရှိတဲ့လက္ခဏာမျိုးပါဘမပါမလဲဆိုတော့လက်ညှိုးအောင်ကြာတာပရိဂျုံကမှာပါပါမယ်ကြာတာပရိဂျုံကမှာသိချာကြည့်ပြကြက်ချီကိုလာချမ်းပုံလေးကဝိုက်ထားတဲ့ပုံလေးတွေ့ရပါလိမ့်မယ်ဒီလိုမျိုးကရှားပါတယ်ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုရှားတဲ့လက္ခဏာလို့ပြောရပါမယ် အသက်40ကျော်ပြီးနောက်ပိုင်းဘဝအခြေအနေပြောင်းလဲသွားပါလိမ့်မယ်ပြည်ပနိုင်ငံရခြားအရန်ကြိုးပြပါတယ်ပြည်တွင်းပြည်ပလုပ်ငန်းတွေအရန်ကြိုးပြပါတယ်အကြောင်းမြတ်လုပ်ငန်းတွေအကျိုးပေးတဲ့ဦးစားတာအထူးကောင်းမှုနဲ့လက္ခဏာတရလို့ပြောလို့ရပါတယ်ဒါပေမဲ့တခြားလက္ခဏာတွေနဲ့ပေါင်းဆက်ပြီးတော့စစ်ဆေးဖို့တော့လိုပါသေးတယ်နောက်ထပ်ဘူဒ္ဓဖြစ်ဖွယ်ရာအကြောင်းတစ်ခုပြောချင်တယ်ဗျဒီဘုံကိုကြည့်ပါ အောင်မြင်းလမ်းကြောင်းကြီးဟာနှလုံးလမ်းကြောင်းထက် လက်ခလက်အောင်စနေဂျုံကုန်ဘောကိုခွဲခွာတဲ့တက်သွားတော့ကိုထူးထူးခြားခြားကြီးတွေ့ရပါလိမ့်မယ်။အလွန်ကောင်းမွန်တဲ့မင်္ဂလာအမှတ်သားတဲ့ဗျာ။အရှင်ဝါဩဇာကြီးတဲ့လူများလေးစားတာခံရတယ်။ရာလူကြီးတဝန်ကြီးတွေရတတ်တယ်။ကိုကမလို့ခြင်းလည်းရတတ်တယ်။စီးပွားဩဇာဖြစ်တဲ့ဩဇာရာကောင်းတယ်။ဒီလိုမျိုးအကျိုးကျေးဇူးတွေရတတ်ပါလေ။ဒါပေမဲ့ကျွန်တော်လူမျိုးတွေကအဲ့ဒီလိုအကျိုးကျေးဇူးမရခင်လောကတည်းရဲ့ရိုက်ခတ်မှုအခက်အခဲကိုတော့တော်တော်လေးကို ခံရပါတယ်။ဒါပြီးမှမရိုင်းမလဲအစွမ်းရှိမှအောင်မြင်တယ်လို့ပြောလို့ရပါတယ်။နောက်လက္ခဏာတစ်ခုကတော့မိတ်ဆွေရဲ့လညိုအောင်ဇာတပလီဂျုံကမှာချက်ချေကကြီးပါလား။ဒီပုံမှာပြသလို့လညိုအောင်ဇာတပလီဂျုံကမှာချက်ချေကကြီးပါနေရင်တော့အလွန်ကောင်းနေပြီ။ဘလို့ကောင်းလဲ။ဉာဏ်ပညာကောင်းပြီးတော့ထူးချွန်တက်မြတ်တယ်။အစဉ်တန်းမြင့်တဲ့အိမ်တော်ဘက်နဲ့ရတတဲ့ဘဝမှာအိမ်တော်ကြပြီးနောက်ဘဝအစဉ်တန်းတဖြည်းဖြည်းမြင်မလာတတဲ့။ဒါပေမဲ့တစ်ခုရှိတာကဒီလိုလူမျိုးကအိမ်တော်ကြတော့ နောက်ကျတဲ့ဗျာကြက်ချေဆိုတာကလက္ခဏာမှာဘယ်နေရာမှာပေါ်ပါအကျိုးမပေးပေမဲ့ဒီလက်ညှိုးအောက်ခြံတော်ပလေးချုပ်ကမှပိုင်းတော့အခုပြောတဲ့ကောင်းကျိုးချမ်းသာတွေရတတ်တယ်လို့ပြောအောင်မှာဖြစ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျာဒီနှလုံးလမ်းကြောင်းကိုကြည့်ပါအတော်လေးကိုတယုံစစ်တွေ့တာ တတဲ့နှလုံးလမ်းကြောင်းပါဒါပေမဲ့နှလုံးလမ်းကြောင်းကမလှဘူးဗျာကျုံးတွေခံနေတယ်တန်ကျိုးပုံတွေရှိနေတယ် ဒီတော့ဒီလိုလူမျိုးကနှလုံးသားရေးရမှာခံစားရတာတွေများတယ်မျက်နှာများတဲ့လူနဲ့တွေ့တတ်တယ်အကြောင်းမျိုးမျိုးကြောင့်ဘဝမှာအသေးခဏခဏအကွဲတတ်တယ်အသက်အရွယ်တစ်ခုထိပါပဲနောက်တစ်ခုကနှလုံးလမ်းကြောင်းမှာဖြားထွက်တဲ့လမ်းကြောင်းတွေကအောက်ကိုဆင်းနေတယ်ဒါကပါလဲဆိုတော့အချစ်ကြောင့်ဘဝမှာအဝဲဇက်တွေရှိတတ်တယ်အချစ်ကြောင့်ဘဝပြစ်လို့ခမှန်ဖြစ်ရတတ်တယ်ဘဝမှာလူလေးလူညာတွေနဲ့ကြုံရတတ်ပါတယ်အင်မတန်သတိထားမဲ့လက္ခဏာမှန်သာပါ အိမ်တော်ကြခဲ့လေတတိထားမဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်အချိန်မှာတွေ့ကြရလူတွေကိုမထားပဲနဲ့လိန်မာပြီးကိုယ့်အတွက်အဆင်ပြေမဲ့လူကိုပဲရွေးချယ်ပါ။ကိုယ့်ကိုသီးခံခွင့်လွတ်မဲ့လူကိုယ့်ကိုသီးခံနိုင်တဲ့လူနဲ့ဆိုရင်တော့မြဲပါလိမ့်မယ်။ဒါကလက္ခဏာရဲ့ဟောကွက်တစ်ခုပါ။လက္ခဏာမှာနှလုံးလမ်းကြောင်းကနှဆိုင်တာလည်းမကောင်းဘူးဗျ။နှလုံးလမ်းကြောင်းကအခုပြောတဲ့ တန်ခွင်းဆက်တွေကျုံးနေဖြစ်နေတာအမွားတွေမွားတွေဖြစ်နေကြလဲမကောင်းဘူးညာအေးဒီလိုလူမျိုးကနှလုံးသားရေးရအဆင်မပြေဘူးဆိုရင်တော့မဘာအဆင်မပြေဘူးလဲဆိုတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးနှလုံးရောဂါဝေဒနာတွေဖြစ်ပေါ်တတ်ပါတယ်အင်မတန်သတိထားရမယ့်အချက်ဖြစ်ပါလိမ့်နောက်ထပ်လေးလာမိတဲ့တခုပြောခြင်းလည်းဗျာဒီကပြောခြင်းတော့မျိုးသားတို့မှာပါခဲတဲ့ကံကောင်းစီတဲ့မဲ့တွေပါရေနာရွှေဦးရေနာရွှေကျုပ် အကံကောင်းတဲ့မဲ့တွေပေါ့ကံမကောင်းတဲ့မဲ့တွေဆိုမျက်ရည်ခံမဲ့လို့ပေါ့ဗျာမဲ့နဲ့ပတ်သက်ပြီးပြောချင်တာပထမဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမဲ့နဲ့မိတ်ပြောရရင်တော့မျိုးသားတို့ဟာရရင်လေတက်တက်မှာထင်ရှားတဲ့မဲ့တလုံးရှိရင်ရတနာရွှေအိုးလို့ခေါ်ပါလေဒီမဲ့မျိုးရှိခဲ့ရင်ဘဝမှာကြွယ်ဝချမ်းသာတက်တယ်နာမည်ကျော်ကြားကုန်တဲ့ထင်ရှားတဲ့အလောက်ဒါနာတို့မှာကြီးခဲ့ဖြစ်တဲ့ဆင်းရဲဒုက္ခတွေလည်းခဏပြကြီးပွားချမ်းသာတက်ပါလေ နောက်တစ်ခုကယရနာရွှေကျုပ်ပါဘယ်ဘက်နဲ့ထင်မှာထင်ရှားတဲ့မြင့်ကြီးရှင်ယရနာရွှေကျုပ်လို့ခေါ်တယ်ဒီမဲ့ပိုင်ရှင်အောင်ငယ်ရွယ်စဉ်ချိန်ကဆင်းရဲဒုက္ခမျိုးမျိုးကြုံတွေ့ရတတ်တယ်ကြီးရင်တော့ကြီးပွားချမ်းသာတတ်တယ်အကြီးကြီးဖြစ်တတ်တယ်ဘယ်နေရာမှမဆိုးနောက်ပြီးတော့မကြာခဏလက်လာပါတယ်ဝင်ရတတ်တယ်သူ့ရဲ့အရေးချင်းကြောင့်ထင်ရှားတတ်တယ်နာမည်ကုန်တဲ့ရင်ကြော်စောတတ်တယ်စည်းစိမ်ဥစ္စာနဲ့ပြည့်ပြည့်စုံစုံနေရတတ်ပါလေ မြေကမဲ့ကဲမကောင်းတဲ့မဲ့ပြူဘယ်ဘက်အောက်မြက်ခမ်းနဲ့အထက်နှခမ်းကြားမြေကြီးစီရလမ်းကြောင်းမှာထိရှားစွာမဲ့ရှင်မြေကမဲ့လို့ခေါ်တယ်ဗျဒီမဲ့မျိုးရှင်စိတ်မြန်တက်တယ်စင်ကြင်ညာနေပါတက်တယ်ဘဝမှာခန္ဓာကိုယ်မှာကြီးကြီးမားမားထိခိုက်တက်တယ်ဥပ္ပစ္စေတာကံကြုံတွေ့ရတက်တယ်မမျက်စနီးဟာအိမ်တော်ပတ်တည်ဆုံးတက်ပါလေ ဒီလိုညာဘက်အောက်မြက်ခမ်းနဲ့အထက်နှက်ခမ်းကြားမြေကြီးစီရလမ်းကြောင်းမှာထင်းထင်းရှားမှရှိရင်လည်းမြေကြီးခမ်းပဲလို့ခေါ်တာပဲဗျဒီလိုမှရှိရင်တော့အစိတ်ရှိတက်တဲ့စင်ကြင်ညာကောင်းနဲ့တူသိပ်စွာနေတက်တဲ့စိတ်တော်ကတော့များရတယ်ဗျအလုပ်တစ်ခုအလုပ်ရင်စွဲတန်တန်နဲ့လုပ်တတ်တယ်စပယ်တင်မဲ့ဘယ်ဘက်ပါမှုမှာထူးခြားခြားထင်ရှားတယ်မဲ့စပယ်တင်မဲ့ပြောဒီလိုမဲ့မျိုးရှိတဲ့သူကစိတ်သဘောထားကောင်းလို့ဓမ္မတရားနဲ့လောကကြီးကိုရှုမြင်တတ်တယ် တက်ရွယ်ကြည့်ရင်ယသိဟန်ပြုတ်တတ်တယ်။ချမ်းသာစွာနေရတတ်တယ်။မျက်မှောက်မှာပဲတရားထူးရရှိတတ်ပါလေ။ညာဘက်ပေါ့မမမှာတော့ထင်ရှားတဲ့မဲ့ရှင်စပယ်တင်မဲ့လို့ခေါ်ပါလေ။စမ်းလို့ဝင်တယ်လူချင်းလူခင်ရမ်းများတယ်။အိမ်တော်သက်များတယ်။မိမနဲ့ပတ်သက်ကြာခဏပြဿနာပေါ်တတ်တယ်။ရွယ်တင်နုပြိုတယ်။စိတ်စေနာကောင်းထားရှိတယ်။လောကရနဲ့ကြုံတွေ့ရင်လည်းတရားသဘောနှလုံးသွင်းတတ်ပါလေ။ဒါကအမျိုးသားတွေနဲ့ပတ်သက်တဲ့ကောင်းတဲ့မဲ့နဲ့မကောင်းတဲ့မဲ့တွေကို ပြောပြတာဖြစ်ပါလေ။ လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြခြင်းပါလေ။ပထမဆုံးပြောပြခြင်းတာကအသက်လမ်းကြောင်းကနေထောင်ပြီးတက်နေတဲ့အောင်မြေလမ်းကြောင်းပါ။တချို့အောင်မြေလမ်းကြောင်းတွေကတက်လမ်းကနေထောင်ပြီးတက်တဲ့လမ်းကြောင်းတချို့ရှိပါလေ။ဒီပုံကိုကြည့်ပါ။အောင်မြေလမ်းကြောင်းဟာ အသက်လမ်းကြောင်းပေါ်ကနေထောင်တက်နေတာတွေ့ရပါလိမ့်မယ်။ပုံမှန်အပြည့်အသက်30ဝန်းကျင်မှာဒီအသက်ပိုင်းခြားမှာအဲ့ဒီလိုလမ်းကြောင်းပေါ်နေပြီဆိုရင်တော့ယာရုစီစိန်ဥစ္စာတွေတိုးတက်ကောင်းမှုမယ်။မထင်မထားတဲ့အကူအညီကောင်းတွေရမယ်။အိမ်ချမ်းမြေရတတဲ့။မွေနစ်တွေရတတဲ့။ထီပေါက်တတဲ့။လုံရင်ဆန္ဒတွေပြေဝတတဲ့။စရှိတဲ့ကောင်းကျိုးတွေရရှိတတ်ပါလိမ့်။ဒါမဲ့ဒီလမ်းကြောင်းတစ်ခုတည်းရှိနေုံနဲ့မရပဲ။ကံလမ်းကြောင်းအကူတစ်ခုပါထပ်ရှိပါမယ်။ ဒီကလန်းကြောင်းအကူမရှိပဲအသက်လန်းကြောင်းပေါ်မှာဒီထောင်တက်နေတဲ့မြင်းတစ်ခုပဲပါခဲ့ရင်ဒါဘာလို့ပြောခဲ့လဲဆိုတော့ဘဝမှာလွတ်လပ်စွာမနေရဘူးမိသားစုတယုံစဉ်အနောင်ဖွဲ့ခံရတဲ့အချင်းချက်ကြုံဝတ်တဲ့မိသားစုကကိုယ့်ဘဝမှာအများစွာမိခုံနေတဲ့စိတ်သွားတိုင်းကိုမပါဘူးကိုယ်လုံးချင်တဲ့စံနာကိုကောင်းထဲဖို့မလုပ်ရဘူးဘာလို့လဲ ကိုယ်မှာအခက်ခဲတွေများစွာနဲ့ရင်ဆိုင်နေရတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးပဲနဲ့အခုပြောခဲ့တဲ့ဒီဘေးနားကဒီကန်လမ်းမှာပါနေရင်တော့ကောင်းပါလေ။ဘလို့ကောင်းလဲဆိုတော့ခုနပြောသလိုပေါ့ဗျာ။အဲ့ဒီအသက်ပိုင်းချမှာဘဝကကြည်ကြည်မမပြောင်းလဲတတ်ပါလေ။ပါခဲတဲ့လက္ခဏာတခုပါ။နောက်လက္ခဏာလမ်းတခုပြောခြင်းလည်းဗျာ။မိတ်ဆွေရဲ့လက်တန်းကိုကြည့်ပါ။မိတ်ဆွေရဲ့လက်တန်းဟာအတွင်းဘက်ကိုယာနေလား။ မိတ်ဆွေရဲ့လက်တန်းအတွင်းဘက်ကိုရှိုင်းနေမယ်ဆိုရင်တော့မိတ်ဆွေဟာဟန်ဆောင်ကောင်းသူလို့ပြောလို့ရပါလိမ့်။တယောက်ဆောင်ကောင်းသူပါ။လက်ပုံတဲ့နံသာတန်ရှင်းကောင်းမှုမရှိဘူး။လက်ကလည်းအညာစားအခြေခံလက်ဖြစ်မယ်ဆိုရင်တော့စာရိတ္တပိုင်းဆိုင်ရပါပျက်စီးတဲ့လူလို့ပြောလို့ရပါလိမ့်။လက်ညှိုးကြည့်ပါ။မိတ်ဆွေရဲ့လက်ညှိုးဟာအတွင်းဘက်ကိုရာနေလား။မိတ်ဆွေရဲ့လက်ညှိုးဟာအတွင်းဘက်ကိုရိုင်းနေရင်မိတ်ဆွေဟာဆရာကြီးလှုပ်တဲ့တဲ့သူပြော။ဒါကြောင့်မိတ်ဆွေဟာလူမုံများတဲ့တဲ့ မိမိမသိတဲ့အပိုင်းမှာတော့ပါဆရာကြီးစတိုင်ဖန်ပြီးတည်စီရင်အောင်ဆရာလုပ်တတ်တယ်။နေရာတကာဆရာလုံးလုံးမျိုးဟိုဆက်စစ်တီဆက်ဆက်ပါတတ်တယ်။တကယ်သေးကြသိလားဆိုတော့လေသေးကြမသိဘူး။ဒါကြောင့်လူချစ်လူခင်နေတတ်တယ်။လူရကကိုယ်ဆိုရင်ရှောင်ဖယ်ရှောင်ဖယ်ဖြစ်တတ်ပါလေ။မိစွေလက်ကလေးကိုကြည့်ပါ။လက်ကလေးဟာလက်ချောင်းငါးချောင်းထဲမှာအဓိကမှန်နိုင်ပါ။တဲမဲ့နေဖို့လိုပါလေ။လက်ကလေးအတက်မဲ့မနေပဲလက်တကျွဲပဲရန်နေတဲ့အောင်ဆိုရင်မိတ်ဆွေရဲ့အောင်မြင်ပြီးလုပ်ငန်းတွေကြာရှုံးတတ်ပါလေ။ဘဝမှာဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတတ်ပါလေ။ ကိုကိုမကောင်းမြင်သူတွေနဲ့တွေ့ရတဲ့လက်ခလိုက်ဟာလက်ညှိုးဘက်သာရှိုင်းမယ်ဆိုရင်ပညာရေးမှာအားနည်းတတ်တယ်။အလောက်တော်ဝင်မှာဆရာကြီးဖြစ်လောက်အောင်ပညာရဲ့ထူးချွန်ပြေပါသူဘတော်မှမဖြစ်တတ်ဘူး။ပညာရေးမှာထူးချွန်အောင်အောင်မြင်မှုပေါင်းမြင်မှုလည်းနည်းပါပါလေ။လက်ခလိုက်ရဲ့အကောင်းဆုံးပုံစံကတော့ဖြောင့်တန်းနေဖို့ကအကောင်းဆုံးပါ။လက်တကျွဲမိတ်ဆွေရဲ့လက်တကျွဲပထမဆီလေးကအတွင်ဘက်ရိုင်းမယ်ဆိုရင်မိတ်ဆွေဟာပါလို့လို့တကွက်ချန်တတ်တယ်။ကြောကြောဝဝနေတတ်တယ်။ဟိတ်ခန်နေတတ်တယ်။လူတစ်ဖက်သားကိုမယုံတတ်ဘူး။ ူတွေကတော့မိတ်ဆွေအဲ့ဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်မိတ်ဆွေကိုအထင်ကြီးတဲ့။ဒါပေမဲ့လူတွေကလည်းမိတ်ဆွေကိုတကွက်ချန်တဲ့အမြဲတမ်းဒါကိုသတိထားပါ။မိတ်ဆွေမှကြည့်ပြီ။မိတ်ဆွေလည်းမှဟာပျော့လန့်နေမှဆိုရင်မိတ်ဆွေကစိတ်တက်ပြောင်းညံ့သူပါ။လုပ်ငန်းတွေမှာမောပြတတ်ဘူး။စာတဲ့။မိတ်ဆွေလည်းမှဟာတင်းတင်းနဲ့မာကြုံးမှုတော့ရှိဖို့လိုအပ်တာပေါ့။တင်းတင်းနဲ့မာကြုံးမှုရှိမှမိတ်ဆွေအနေနဲ့ဘဝမှာလက်မထောင်နိုင်မှာဖြစ်ပါလေ။ဒါကိုအထူးကြည့်ဆရပါမယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြ မိတ်ဆွေရဲ့လက်ခလဲအောင်မှာဝိုင်းမုံတရံအမှတ်သားပါလားတချို့ကလည်းဒါကိုခရင်ကွာအမှတ်သားလို့ပြောတယ်ဗျဝိုင်းမဲပြောပြောခရင်ကွာပဲပြောပြောဒီအမှတ်သားပိုင်ကောင်းပါလေဘလို့ကောင်းလဲဆိုတော့အောင်မြင်မှုပိုင်မှာသိတာကောင်းမှုလေထူးခြားတဲ့အောင်မြင်မှုရရှိနိုင်တယ်အများနဲ့မတူဘူးဗျအောင်မြင်မှုကရလွယ်တယ်ကိုရွယ်ပြီးလို့သမျှအရာရာကအစဉ်ပြေမှုအများတက်ပါလေစီးပွားရှောက်ဖွေရမှာလည်းအလွန်တော်ပါလေနောက်ပြီးဒီလိုလူတွေဟာထီပေါက်ကံအမွေကံကောင်းတဲ့သူတွေလို့ပြောလို့ရပါလေ နောက်လက္ခဏာတခုပြောခြင်းလေဗျာအမွေရတတဲ့လက္ခဏာအကြောင်းပြောခြင်းလေဗျာလက္ခဏာပညာမှာအမွေနဲ့ပတ်သက်ပြီးလေ့လာရမယ့်ချက်များစွာရှိတယ်မိတ်ဆွေရဲ့လက်သန်းနဲ့လက်သက်ကြွယ်ချောင်းတွေဟာတနင်္ဂနွေဂျိုကုန်းနဲ့ပုတ်ဟူးဂျိုကုန်းချလို့ပြောရပါမယ်အဲ့ဒီနေရာမှာမြင်းချောင်းသေးသေးလေးတခုရှိခဲ့ရင်မိတ်ဆွေဟာအမွေရတတ်ပါလိမ့်နောက်တစ်ခုကကျမွေလမ်းကြောင်းကနေလမ်းကြောင်းလေးတစ်ခုကအတက်လေးထွက်ပြီးဥကောင်းလမ်းကြောင်းတော့ထိနေတဲ့တယ်အဲ့ဒီနေရာလေးဟာတတိကံပုံလေးဖြစ်နေတယ်ဒါကလည်းအမွေရတတ်ပါလိမ့် နောက်တစ်ခုကအသက်လမ်းကြောင်းရဲ့အဆုံးပထမလက်ကောက်ရဲ့လောက်မှာချက်ချေပိုင်းလဲမွေးရတက်ပါလေလက်မောက်လိလာတဲ့ကပထမစနဲ့ဒုတိယစစ်ချထားတဲ့နေရာမှာစပားစီတနက်ရှိရင်လဲမွေးရတက်ပါလေအဲ့ဒီအချက်လက်တွေဟာအများအပြားမွေးရတဲ့လူတွေကိုလိလာတဲ့အခါတွေ့များတဲ့အမှတ်သားတွေဖြစ်ပါတယ်အထူးပြုလိလာတဲ့အခါမှာတော့မွေးနဲ့ပတ်သက်တဲ့လက္ခဏာပညာဆိုတော့အများကြီးလိလာရမှာဖြစ်ပါလေဒါကအမွေရမလားအမွေရမလားဆိုတော့ဝေးတဲ့သူတွေအတွက်ပြောပြအချင်းဖြစ်ပါတယ် နောက်ထပ်လေးလာမီတဲ့လက္ခဏာလမ်းတခုပြောခြင်းနဲ့ပြဘဝမှာရည်ရွယ်ချက်များလို့လည်းအတွက်ရှုပ်ထွေးရတဲ့သူအကြောင်းပြောခြင်းနဲ့ပြရည်ရွယ်ချက်ဆိုတာတစ်ခုနှစ်ခုလောက်ပဲကောင်းပါတယ်အရန်များလို့ရင်မကောင်းပါဘူးအရန်များလို့တဲ့အခါမိမိဟာဘာမှမလုပ်နိုင်ပဲဖြစ်သွားတတ်ပါလေဘဝမှာမိမိရွေးချယ်ထားတဲ့သမိုးဝါကြောင့်လက်တွေ့နဲ့မကိုက်ညီတာလက်ရှိအချိန်နဲ့ကောင်းကောင်းမသုံးသပ်ပဲအနာဂတ်ရည်ရွယ်ချက်တွေအထူးများပြားစွာချမှတ်ထားတာလက္ခဏာလမ်းကြောင်းတွေကလက်လို့လိုမျိုးတွေမှာရှုပ်ထွေးတတ်တဲ့ပြ တောက်တကပတ်ထင်ရှားစွာပါပေမဲ့ပုံသဏ္ဍာန်ပြက်နေတာဒီလိုမျိုးပါနေရင်တော့နယ်ပယ်မျိုးစုံမှာအလွန်ထူးခြားခြင်းသူအောင်မြင်ခြင်းသူလို့ပြောလို့ရပါမယ်နံပါတ်၁ချက်လက္ခဏာရဲ့ကြာတာ bridge ကိုကမှ ambition line ဆိုတဲ့အောင်မြင်လမ်းကြောင်းရည်မှန်းချက်လမ်းကြောင်းပါနေတာအဲ့ဒီမှာတစ်ခုတည်းမကဘဲနဲ့အဲ့ဒီရည်မှန်းချက်လမ်းတွေကနှစ်ခုသုံးခုတက်နေတာညာလမ်းကြောင်းနှစ်ကြောင်းဓမ္မမုံနှစ်ခွာဖြစ်နေတာတောက်တကပတ်ပါတာကံလမ်းကြောင်းကတနင်္လာကျောင်းကလည်းစတင်ပြီးတော့လမ်းကြောင်းတွေပူကန်နေတာ ဲ့ဒီလိုမျိုးဖြစ်ရင်တော့ရင်မှန်းချက်ရည်ရွယ်ချက်တွေများနေပါလေ။ဒါကအထူးသတိပြုဆင်ခြင်ရမယ့်ချက်လို့ပြောချင်ပါလေ။မိတ်ဆွေမှာလက်ညိုးနဲ့လက်လက်တကြွယ်ကြားထဲမှာဝိုင်းနေတဲ့လမ်းကြောင်းကြီးတစ်ခုပါရင်တော့ဒါတောက်ကြကပတ်လို့ပြောလို့ရတယ်ဗျ။တောက်ကြကပတ်ဟာပြတ်ဟပါနေတော့ကောင်းတဲ့အရာတွေကိုလိုချင်တတ်မှကြတယ်။အများပေါ်မှာလည်းကောင်းတာကိုပဲပေးခြင်းစိတ်ရှိတယ်။ပညာပေးတာမျိုးဆိုလို့ပါလေ။မေတ္တာစင်တဲ့ချစ်ခင်တတ်ပေမဲ့မိမိပေါ်ဆိုအပေါ်ယံနေများတတ်ပါလေ။ မိမိဟာမှန်ကန်တာကိုအားပြုတတ်ပါလေဘဝမှာအမားနဲ့အောင်နေထိုင်တတ်ပါလေငွေကြေးနဲ့ပတ်သက်ပြီးဘဝမှာလိမ့်လေခံရတတ်ပါလေမိတ္တရဲ့အားနေတာကြုံဝတ်တတ်ပါလေတောက်ကြကပတ်ဟာအပြတ်အဟပါနေတာမို့အားနေမှုက ပုံများပါလေဒါကြောင့်တောက်ကြကပတ်ကပါတာထက်မပါတာကပိုကောင်းတယ်လို့တော့မပြောချင်ပါလေဥမာဗျာတခြားသူတွေကတခါတလေနာကျင်အောင်လုပ်နေတော့တော့မသိလိုက်နိုင်ပဲကိုကမားမဝေခွဲရခံနေပါလေငါ့ကိုစော်ကားတော့တာလား ငါ့ကိုချိုးသွားတာလားငါ့ဘောလှုပ်သွားတာလားဒါအောင်တော့မသိနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့စိတ်ခံရခံနေလို့ပါသူဆိုရင်တော့ငါ့ဘောဒီလိုမလှုပ်ပါဘူးလေဆိုတော့စိတ်ကြည်ရှိနေလို့ပါအဲ့ဒီစိတ်ကြည်ရှိနေလို့ဒီမှာဒီလိုတောက်ကြကပတ်ပါတယ်ဗျဒီကပတ်ပါရှင်နေတီထွင်မှုတွေမှာအားထုတ်မှုတွေပြုလို့ရင်ထင်းချုံမှုအောင်လေပါပိုပြီးတိုးတက်လာတယ်ဖန်ရမှုတစ်ခုလို့ရင်တော့ဆရာတစုဖြစ်နိုင်တော့တဲ့အထိကိုတိုးတက်တဲ့သူတွေဖြစ်တယ်။ဒီကပတ်ဟာဘဝမှာတော့နေစဉ်အဟံတာဖြစ်တတ်ပါလေ မျိုးသားတွေထက်မျိုးသမီးတွေမှာပိုပြီးတွေ့ရတတ်ပါလေဒီလိုကမ္ဘာပိုင်ရှင်တွေဟာအရင်ဆုံးကြားတဲ့စကားကိုပဲယုံတတ်တယ်ဒါကြောင့်မိမိရဲ့ချစ်သူမှာဒီလိုလက္ခဏာပါရင်တော့ကိုယ်ကပဲအရင်ဥအောင်ပြောပါမဟုတ်ရင်တော့မိတ်ဆွေအနေနဲ့အထင်လွဲခံရတတ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနောက်ဆက်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာအလုံးချိုးပေးထူလာတဲ့နှဝရည်ရာအကြောင်းကြီးပြောခြင်းနေဗျာ ဒီနဝရတ္ထရာကြီးစပြောရမယ်ဆိုရင်တော့ဟိုးကုန်းပေါက်ခဲလုံခဲ့တဲ့နှစ်ပေါင်ရာချီကလေးကရတ္ထရာကြီးဖြစ်ပါလေဘေးလင်းစရာလောကမှာဆိုရင်နဝင်းထိုင်တယ်နဝင်းရိုက်တယ်နဝင်းစီတယ်နဝင်းခြုံတယ်ဒီလိုမျိုးအမည်ဆုံးနဲ့ကြော်ကြားလာတဲ့ရတ္ထရာကြီးဖြစ်ပါလေလင်းမင်းထဲမှာဆန်နိုးစီပေါ်ကိုဘူးဖျောင်းတိုင်းကိုတိုင်းအမွေးတိုင်းကိုတိုင်းမက်စီကိုစီလက်ဖက်ကိုလုံးကွန်ကိုရမိမိရဲ့နဝင်းပန်းနေနဲ့ပွဲပြင်ပြီး ယေရှုဖျားရှင်ကိုရောမြတ်ကြီးကိုအာယုံပြုလှူဒန်းပူဇော်ရတာပါတစ်ဖက်ကပြန်ကြည့်ရင်တတော်ထင်ရှားယေရှုဖျားရှင်ကိုရောမြတ်ကြီးကို ကိုရောတိုင်းဖူးတွေ့နေရပြီကိုရိုင်းစက္ကန့်နေရတယ်လို့အာယုံပြုလှူဒန်းပူဇော်ရတဲ့ဖြစ်တဲ့အတွက်အလွန်ကုသိုလ်ရတဲ့ယတရားကြီးဖြစ်ပါလေတစ်ခါကပြန်ကြည့်တဲ့အခါစနစ်တကျစီရင်ဆောင်ရွက်တဲ့ယတရားဖြစ်တဲ့အတွက်အလုံးမေလောကီအကျိုးစီးပွားပြည့်စုံခြင်းမကောင်းတဲ့အညံ့တွေပြေပျောက်ခြင်း ဒီအကျိုးကျေးဇူးတွေရပါလေအဘဆရာကြီးမြင့်သိခသက်ရှိထင်ရှားရှိစဉ်ကပေါ့ခொနည်းသာသမီတွေအခက်ခဲကိုညီကယ်တင်ပေးရတဲ့အခါဒီနဝင်းရတရားကြီးဟာအလွန်အားကိုးအားထားပြုရတဲ့ရတရားကြီးဖြစ်ပါလေမော်ဘီမျိုးမယဲတလင်းယူရောမင်္ဂလာခြံကြီးမှာနေ့စဉ်နေ့တိုင်းနဝင်းပွဲတွေကိုပွဲရာချီခြေပေးရပါလေနဝင်းရတရားခြေရလေတဲ့အတွက်မယန်တလေးအယူတော်မင်္ဂလာချန်လာသူတွေရဲ့ အခက်ခဲတွေပြေပျောက်ကြတယ်။အလိုရှိတဲ့စုနဲ့ပြေဝခဲ့တဲ့အတွက်အဘဆရာကြီးမင်းသိခါလျှင်းလျင်းတော့ကြော်ကြပါလေ။အဘဆရာကြီးကိုလည်းအရန်ကိုယုံကြည်အားကိုလေးစားကြပါလေ။နဝင်းရတရားချီတဲ့အတွက်အကျိုးထုနှစ်ခုအေကံမုတ်ချရမှာဗျ။နံပါတ်1မိမိမှာဆွဲကပ်နေတဲ့ကံစားတာအစိုးညံ့တဲ့ယောဂါလေးမကောင်းတဲ့အနှောင့်အယှက်အတိုက်ခိုက်တွေလက်ပိတ်နေတာလေ။အမှုခင်းတရားတပောင်းလေး စတဲ့မကောင်းတဲ့အနေထိုင်ုံတွေဟာနဝင်းပန်းနဲ့ရချလာတဲ့အခါချက်ချင်းပြေပြောက်သွားပါလေလက်ပိတ်သူတွေလက်ပွင့်နေယောဂဖီစီနှိပ်စက်သူတွေကျမ်းပါလေအတိုက်ခိုက်အနှောက်ယှက်များတဲ့သူတွေမိ ਉ ရေနဲ့ညင်းနေတယ်လို့အေဂျန်ကြပါလေမကောင်းတဲ့ဂျိုစည်းဂျုံနေတော့မှတတ်တာရပါလေစိတ်တက်ကြနေတဲ့သူတွေစိတ်တက်ပြန်တက်တယ်အခြေရေးအင်အားတွေတော့ကကနေလွတ်မြောက်ပါလေ နံပါတ်၄ချက်အင်မတန်ပွင့်လန်းတဲ့အကျိုးကျေးဇူးရတဲ့အတွက်ယာတုတိုလက်ရွှင်ဈေးရောက်ကောင်းတဲ့အလောက်ကန်ကြံစီတဲ့အောင်မြင်တဲ့အလိုရှိတဲ့ယာတုနေရာရတယ်နင်းမြုပ်နေတဲ့ငွေကြေးတွေပြန်လဲဥမော်တယ်ဒါကြောင့်ဒီနဝင်းရရားကြီးဟာအလွန်ဆူတောင်းပြည့်တဲ့ရတရားစီးမှာဒီနဝင်းရရားကိုကိုယ်တိုင်ကိုကြလဲခြေလို့ရတယ်ဓာတ်ပုံနဲ့ကိုစားလုပ်လို့လည်းရတယ်အိုးရနေရာတိုက်တာဆောင်းရှင်ကားတွေကိုလည်းအန်ဒီယကင်းခြေကြတယ်တချို့သူတွေဟာ အမြန်ရောင်းထွက်လို့ရင်အဲ့ဒီကားရောင်းလို့တဲ့အိမ်ဒီကိုဓာတ်ပုံနဲ့နဝင်းချရတယ်။အမားဆရာကြီးမြင်တဲ့အခါကဘလို့သူတွေနဝင်းရတရားခြေတင်နေခြေအပ်တယ်ဆိုပြီးဓမ္မုံနဲ့ပြုလုပ်ပေးတာကိုအဘမင်းသိခါရဲ့တပည့်တွေဟောခန်းတိုင်းမှာတွေ့ရမှာဖြစ်ပါလိမ့်။နဝရတရားကိုဘလို့လူတွေခြေရမလဲ။ကျမ်းမာရေးညံ့သူတွေအမှုခင်းဖြစ်နေသူတွေရန်သူဝိုင်းနေသူတွေအနေရများတဲ့နေရာမှာရှိနေသူတွေစိတ်လက်မအီမသာဖြစ်နေသူတွေ အရှက်တကွဲအကျိုးနဲ့ဖြစ်နေသူတွေစီးပွားပြတ်တဲ့သူတွေယာဒူးတက်ဖို့တာဆူနေတဲ့သူတွေယာဒူးပြုတ်လုပြုတ်ဖို့အကြောင်းဖန်နေတဲ့သူတွေအထက်လူကြီးအထင်းမြင်လွဲမှားခံနေရသူတွေတစုံတစ်ခုရှင်ပြိုင်ဖို့အကြောင်းရှိသူတွေစွန်းစားလောက်ခံရမယ့်လုပ်ငန်းရှိသူတွေတံမိုးကြီးပစ္စည်းတွေရောင်းဖို့ဝယ်ဖို့ရှိသူတွေသူတို့ဘာကဆုံးဘောကနဲ့ပြူစာခံရတဲ့သူတွေအလုံးလက်ပိတ်ပြီးဈေးအောင်ဈေးဝယ်ကုန်တဲ့လုပ်ငန်းအဆင်မပြေသူတွေ အခြေရေးအိမ်တော်ရေတောကောက်များနေသူတွေဒီလူတွေကိုမယမ်းတလင်းနှဝင်းရည်ရချေပေးရမယ်ဆိုပြီးအဘားဆရာကြီးမင်းတွေခါကမိတ်ကြခဲ့ပါလေလူတိုင်းဟာဘဝမှာတည်ငြိမ်ကြတဲ့အချိန်အနည်းဆုံး2ချိန်ကြုံကြရပါလေဒါကြောင့်ခொနီယာသောသမီတွေအနေနဲ့ဘယ်သပိုင်းချာကိုအတွက်အသက်ဘေးထိအန္တရာယ်ရှိလဲဆိုတော့သိထားရင် စင်ကျင်သတိနဲ့နေထိုင်နိုင်ပါလေအသက်ကိုကံမဆောင်ပါဘူးအသက်ကိုညံကဆောင်ပါလေ ။ဝေးတယ်မယုံဘူးဆိုတဲ့သူတွေအနေနဲ့ရှုံပါလို့လည်းမတိုက်တွန်းချင်ပါဘူး။ဒါမဲ့ကိုယ့်ရဲ့ကံညာတဲ့နှစ်ပိုင်းခြားသိထားမယ်ဆိုရင်တချို့ပေတွေကဉာဏ်တတိပညာနဲ့ဖြတ်တန်းနိုင်တယ်ဆိုတာပြောချင်ပါလေ။တတမ်းမစီခင် မကြွေစီခြင်းနဲ့စိတ်နဲ့ဘုံမီကြီးဘုံမီနဲ့ထက်ကြတဲ့သူတွေအတွက်အေးကင်းလို့ရပြီးရတရားလေးနဲ့စင်ရည်မျှဝေပေးချင်ပါလေ။အုံမိကြတဲ့နှစ်ဆိုရင်အလုပ်တွေပြည့်စည်ထိခိုက်ဆုံးရှုံးတတ်တယ်။စီးပွားဥစ္စာ ထိခိုက်တတ်တယ် ရဲမျိုး၅ပါးပဲကြုံရတတ်တယ်။ကျမရဲ့ထိခိုက်အသက် sociality ဖြစ်တတ်တယ်။ထူးကူးဆဲမယ်နှစ်ပါ။ဥပမာပြောရရင်အသက်54နှစ်မှာပုံကြီးကြတဲ့သူဟာစီးပွားရေးထိခိုက်တယ်၊ငွေလိမ်ခံရတယ်။တပည့်တွေရဲ့ပုံကန်ကြီးကြုံရတယ်။လူရင်းတွေသစ္စာဖောက်ခံရတယ်။နောက်ကျောဓာတ်နဲ့ထိုးခံရတယ်။အပြစ်တင်ခံရတယ်၊ထင်လွှဲခံရတယ်၊နာမည်ထိခိုက်စေတဲ့တိုက်ခိုက်မှုတွေအထိကြုံရတယ်။ကျမရဲ့ကူးဆဲတဲ့ခြားကစီးုံတွေတက်လာတယ် ဒါမျိုးကိုပြောတာပါဒါကြောင့်လေတိတ်ပြီးဆူဆူဝါခံရတဲ့နေ့တွေမှာဒီလိုမျိုးရတရားတွေလုပ်တဲ့အတွက်ကြောင့်ဆူဆူဝါမကြုံဘူးဆိုရင်ပဲပုံမိတံကိုတော့ခံပါလေပုံမိကြနှစ်ထက်ကြာနေချင်းစီးပွားပျက်စီးဆုံးရှုံးပါလေယောဂဝိညာကိုဆက်ခံရတယ်အိမ်တော်ထိခိုက်ပြိုခွဲတာလေမတော်တဆတွေကြုံရတယ်အမှုခေးရင်ဆိုင်ရတယ်အဆက်ထိခိုက်စီတဲ့အဖြစ်ဖြစ်တွေကြုံရပါလေဒီထက်ပုံညာတာပုံမိကြီးကြတဲ့နေ့ပါ ဘုံမကြီးကျန်းနှစ်ကဘာမှမလုပ်ပဲကုသိုလ်ရေးလုံးဆောင်မှာဖေးရမကင်းခြင်းမတော်တဆထိခိုက်ကြဝါခြင်းအမှုပြဒနာအချုံအောင်ပေးကြုံခြင်းဒီလိုမျိုးဖြစ်တယ်တွေ့ရပါလေဒါကြောင့်ကိုယ်သက်ရွယ်ကြည့်ပြီးဘုံမကြီးကျနေလားဆိုတာသုံးသပ်ပါကျနေတယ်ဆိုရင်တော့အထူးသတိထားပါအသက်အပိုင်းချလိုက်ဒီဘုံမကြီးကျတဲ့နှစ်တွေကိုပြောချင်ပါလေတနင်္ဂနွေသားဆိုရင်အသက်30ကနေ46နှစ်ထိကာလဘုံမကြီးကျတဲ့အသက်ပိုင်းပြရွတ်ဆက်ရပါလေ 36နှစ်44နှစ်တည်းမှာပုံမှုနှစ်ထပ်ကာလထူးကူးယူဆိုင်ပါ37နှစ်39နှစ်တည်းမှာပုံမှုကြီးကြတဲ့နှစ်ပါထူးထူးကူးယူဆိုင်ရမယ့်နှစ်ပါတနင်္လာသာသမီတွေအတွက်ကတော့အသက်41ကနေ50အထိပုံမှုကြတဲ့အသက်ပိုင်းချပါ44နှစ်မှာပုံမှုနှစ်ထပ်ကြတဲ့နှစ်ဖြစ်လို့ထူးကူးယူဆိုင်ရပါမယ်39နှစ်48နှစ်တည်းမှာပုံမှုကြီးကြတဲ့နှစ်ဖြစ်ပါတယ်ထူးကူးယူဆိုင်ရပါလိမ့်အင်္ဂါသာသမီတွေအတွက်အသက်36နှစ်ကနေ54နှစ်အထိကာလ ပုံမိကြတဲ့အပိုင်းချပါ36 44 55နှစ်တည်းမှာပုံမိနှစ်ထပ်ကာလဖြစ်တဲ့အတွက်ထူးပြူးဆက်ရပါလိမ့်39နှစ်48နှစ်မှာပုံမိကြီးကြတဲ့နှစ်ဖြစ်ပါလိမ့်အထူးထူးပြူးဆက်ရပါလိမ့်ဗောဓုသားတွေတွင်တော့49ကနေ58ထိကာလပုံမိကြတဲ့အပိုင်းချပါ52နှစ်မှာပုံမိနှစ်ထပ်ကာလဖြစ်တဲ့အတွက်ထူးပြူးဆက်ရပါလိမ့်49 55နှစ်တည်းမှာပုံမကြီးကြတဲ့နှစ်ဖြစ်ပါလေ။ကြာသပတိသားသမီးတွေဟာအသက်53ကနေ58ထိ ဘုံမိကြတဲ့အသက်ပိုင်းချပါ52နှစ်53နှစ်တည်းမှာဘုံမိနှစ်ဆက်ကာလပါ55နှစ်မှာဘုံကြီးကြတဲ့နှစ်ပါတောက်ကြသမီးဟာ53နှစ်ကနေ50ထိကာလဘုံမိကြတဲ့အသက်ပိုင်းချပါ53နှစ်မှာဘုံမိနှစ်ဆက်ကာလပါ58နှစ်မှာဘုံမိကြီးကြတဲ့နှစ်ပါစနေသားသမီးက42နှစ်ကနေအသက်60နှစ်ထိကာလဘုံမိကြတဲ့အသက်ပိုင်းချပါ44နှစ်50နှစ်60နှစ်တင်ပါဘုံမိနှစ်ထပ်ကာလပါ 48.55နဲ့မှာပုံမြကြီးကြတဲ့နှစ်ပါဘုံမြကြချိန်မှာဖះမှာရှိလူပါဘန်းစင်မီအမွေးနသားတွေကိုလှူဒန်းပြီးမြေတားတော့သုံးကောင်းပြီးပုံစောပါတန်ပိုးတွေကာရာကြီးရွတ်ဖတ်ပုံစောပါနဝင်းရတရားကြောင့်ကောက်ွယ်တောင်းစင်တဲ့အကျိုးတွေဆယ်ချက်လောက်ရှိပါတယ်ဥပ္ပစ္စေရာကံဥပပ္ပေချိုးမျိုးမျိုးကောက်ွယ်နိုင်တယ်စေမတွေ့စေမတူတဲ့ဝေဒနာရှင်တွေအခက်အခဲမရှိလွယ်ကူစွာပြောက်ခင်းနေခွဲစိတ်ကူတာမဲ့ဝေဒနာရှင်တွေ ဥပပေးဆိုကြိုနေကောက်နိုင်တယ်။ကိုယ်ဆောင်မိခင်နဲ့လွယ်ကူဆောင်မှုဖွင့်နိုင်တယ်။ဒီကြကနာယောဂပြချူချတဲ့ကလေးတငယ်လေးယောဂမျိုးမျိုးကောက်နိုင်တယ်။အင်ခိုင်မြေခိုင်အင်ဂျန်မြေချမ်းနေမြေပနဲ့နဝင်းရတရားနဲ့ရှင်းနိုင်တယ်။တိန်ကြောင်းတစ်ဆောင်ဇေယတိုက်တာဆောင်တွေနဝင်းနဲ့လှုပ်လို့ရတယ်။ဆုံးနှက်ဘရော့ကဝင်တဲ့သူတွေကုသလို့ရတယ်။ပြည်တွင်းပြည်ပခီးတွာလာပြလို့ရမှာ။အေးမျိုးမျိုးကလည်းလှုပ်ကင်းနိုင်ပါလေ။ ဒါပြင်မိမိချစ်တဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့မိမိကိုအကျိုးပြုတဲ့မွေးမြူရေးတဲ့ဘဝလေးကိုလည်းကာကွယ်နိုင်ပါလေ။နဝေးရည်ဟာလည်းကိုယ်တိုင်ရည်ရည်ချစ်တဲ့ကဲ့သို့ပင်သူ့သောအကျိုးကိုရရှိမှာဖြစ်ပါလေ။